မင်္ဂလာပါရှင်ဒီကနေ့2025ခုနှစ်ဒီဇင်ဘာလတရက်နေ့တနင်္လာနေ့အတွက်မိုးလဝေသအခြေအနေတွေကိုတင်ဆက်ပေးပါမယ်ရှင်ဒီဇင်ဘာလတွေကိုစတင်ရောက်ရှိလာရတဲ့အမျှဆောက်ရသည့်ရဲ့အငွေသက်ကိုပို့ပြီးတော့တိတိတသာခန်းစားလာရပါပြီလေတုဖိအားတွေများလာတာကြောင့်ဒီဇင်ဘာလရဲ့မနက်ခင်းနဲ့ညနေခင်းတွေဟာပို့ပြီးတော့အေးမြလာတော့မှာပါဒီနေ့အတွက်အထူးကြဆုံးတဲ့ဂရုပြုစရာအချက်လက်တွေကိုကြည့်လိုက်ကြရအောင်ရှင်ဒီနေ့မှာအေးဒန်ကိုအပြင်းထန်ဆုံးခန်းစားမှာကတော့တောက်ပေါ်ဒေသတွေပါပဲ ကချင်ပြည်နယ်မြောက်ပြည်ပိုင်းဒေသတွေမှာတော့အပူချိန်ကရေခဲမှန်အောင်အနှုတ်6ဒီဂရီစင်တီဂရိတ်ထိထိုးဆင်းသွားနိုင်လို့ရေခဲပြင်းတွေဖြစ်ပေါ်နိုင်တဲ့အခြေအနေမှာရှိနေပါရဲ့ရှင်။ရှမ်းပြည်အရှေ့ပိုင်းရှမ်းမြောက်နယ်ချင်းပြည်နယ်တောက်ပေါ်ဒေသတချို့မှာညအပူချိန်၄ဒီဂရီစင်တီဂရိတ်ထိကျဆင်းနိုင်ပါရဲ့ရှင်။ပြင်းမြအားဖြင့်တော့၈ဒီဂရီကနေ၁၂ဒီဂရီကြားမှာရှိနေမှာပါ။ကရင်ဒီနဲ့ကချင်မှာဆိုရင်လည်းညအပူချိန်14ဒီဂရီကနေ16ဒီဂရီဝန်းကျင်နဲ့အေးမြနေမှာဖြစ်ပါရဲ့ရှင်။ ရန်ကုန်အရာဝတီပဲခူးနဲ့မွန်တနင်္သာရီစရဲဒေသတွေမှာတော့နေဘက်အပူချိန်30ဒီဂရီဝန်းကျင်ရှိမှဖြစ်ပြီးထိုင်းမြန်မာနယ်စပ်ကွန်ကရစ်ကြိုင်းစိတ်ကြီးပလောက်ဘိတ်ဘက်မှာတော့30ဒီဂရီလောက်ထိအနည်းငယ်ပူနိုင်ပါရဲ့ရှင်။ဒါပေမဲ့ညဘက်ရောက်ရင်တော့ဒီဒေသတွေမှာလည်း20ဒီဂရီစင်တီဂရိတ်ဝန်းကျင်ထိအပူချိန်ကျဆင်းမှဖြစ်လို့တတောက်တတရှိတဲ့ဆောင်းမြကြံလေးတွေကိုပိုင်ဆိုင်ရမှာပါရှင်။ ။တတိပြုဆရာကတော့လာမယ့်ရက်တွေမှာရန်ကုန်၊ဧရာဝတီ၊မြပြည်တော်နဲ့မန္တလေးတို့မှာညပူချိန်တွေဒီထက်ပိုပြီးကျဆင်းလာဖို့ရှိနေပါရဲ့ရှင်။ပင်လယ်ပြင်တတိအနည်းငယ်ကတော့2025ခုနှစ်ရဲ့မုန်တိုင်းရသည့်ပြီးဆုံးတော်မယ့်လက္ခဏာတွေကိုတွေ့နေရပါပြီ။ဘင်္ဂလားပင်နယ်အော်ကစိုက်ကလုန်းတစ်ထရာဟာအိန္ဒိယကမ်းခြေမှာအာရွက်သွားပါပြီ။စိတ်ဝင်စားစရာကောင်းတာကတော့တောက်တရုတ်ပင်လယ်ကပြည့်စင်ပါ။ ဆိုင်ကလုန်းမုန်တိုင်းဆိုင်ရာဟာတိုင်ဖွန်းမုန်တိုင်းခိုတိုနောက်ရောက်သွားပြီးမုန်တိုင်းချင်းပေါက်ဆက်သွားတဲ့ဖူဂျီဝါရာတက်ရောက်မှုဖြစ်ပေါ်ကပြည့်ပြည့်သွားခဲ့ပါပြီရှင်။ကြန့်ရှိနေတဲ့တိုင်ဖွန်းမုန်တိုင်းခိုတိုကိုတိုင်ကလည်းဗီယက်နမ်ကမ်းခြေအနီးမှာအားရသွားပြီးဖြစ်လို့ဒါဟာ2025ခုနှစ်ရဲ့နောက်ဆုံးမုန်တိုင်းဖြစ်မှတ်တမ်းဝင်သွားနိုင်ပါရဲ့ရှင်။ မြမပင်လေပြင်းမှာတော့လိုင်းအမြင့်ဟာ၅ပေကနေ9ပေလောက်ပဲရှိမဲ့လိုင်းအသင်းတင်းအခြေအနေမလို့ရေလုတ်သားတွေနဲ့ခရီးသွားတွေပုံမှန်တိုင်းသွားလာနိုင်ကြောင်းသတင်းကောက်ပါလိုက်ပါရရှင်။ဒီဇင်ဘာလရဲ့ပထမဆုံးရက်မှာစိတ်တက်လူတင်နေဖြစ်တန်နိုင်ကြပါစေ။အေးပို့လာမယ့်ရက်တွေဖြစ်လို့ကျမကြီးလည်းခရီးဆိုင်ကြပါရှင်။အခုတင်ဆက်ပေးခဲ့တဲ့မိုးလေဝသခန့်မှန်းချက်တွေကိုမိုးလေဝသလေးလာသူတူဦးဖြစ်သူကိုလကွန်အိမ်က ွန်လွေသားခန့်မှန်ချက်မော်ဒယ်ရဲ့ဖော်ပြချက်တွေကနေတဆင့်ခန့်မှန်တင်ဆက်ပေးခဲ့ရပဲဖြစ်ပါရဲ့ရှင်။ CJ Platform ရဲ့မူလွေသားခန့်မှန်ချက်တွေကို နားဆင်ကြည့်ရှုပေးခဲ့ကြသူအားလုံးတဘာဝဘေးစစ်ဘေးတွေကနေအငြင်းဆုံးကင်းပေးပါစေလို့ကျွန်မစင်တီကဆုတောင်းပေးပါရဲ့ရှင်။မိမိတို့ဒေတာတွေမှာဖြစ်ပေါ်နေတဲ့မူလွေသားနေရာတွေအတူပြည့်စင်တွေကိုလည်းကိုမမရေးသားမျှဝေပေးခဲ့ပါဦးရှင်။